အားလုံးမင်္ဂလာပါ။ဇီဝကဟန်နော်လေးရှယ်ရင်းချန်နယ်ကနေကြိုဆိုပါရစေ။ဒီနေ့ဒီချင်တဲ့အတူ Great Dan Pathology Chapter 4 A Body System to Sustain Life 4.1 Nutrition အကြောင်းကိုလေ့လာကြရအောင်။ Chapter 4ရဲ့ Learning Outcome စီကတော့ Chlorophyll စီက Light Energy ကိုအသုံးပြုပြီးတော့ Glucose စီကိုထုတ်တဲ့အခါမှာဒီ Light Energy ကို Chemical Energy ဖြစ်ကိုပြောင်းလဲလိုက်တဲ့ဖြစ်စဉ်ကိုလေ့လာဖို့ဖြစ်တယ်။နောက်တစ်ချက်က macronutrients စီ micronutrients စီအပါအဝင် types of the nutrients အကြောင်းကို determine လုပ်ဖို့ဖြစ်တယ်။အဲ့တော့ဒီ nutrients တွေကဘာကြောင့်ကျတို့ body living things တွေအတွက်အရေးကြီးရဆိုတဲ့အကြောင်းလေးလေ့လာမှာဖြစ်တယ်။ explain the importance of a healthy diet ကျတို့ healthy diet အရေးကြီးပုံပြီးရင် healthy digestive system ကို maintain လုပ်ဖို့အတွက်ကို explain လုပ်နိုင်ရမှာဖြစ်တယ်။နောက်တစ်ချက်က digestive system မှာပါဝင်တဲ့ structure စီသူတို့ရဲ့ mechanism တွေကိုလေ့လာမယ် digestion မှာပါဝင်တဲ့သွားတွေအကြောင်းကိုလည်း identify and describe လုပ်ဖို့ဖြစ်ပါတယ်နောက်တစ်ခုက digestive system မြန် malfunction ကိုဖြစ်စေတဲ့ယောဂတွေအကြောင်းကို understand ဖြစ်ဖို့ကျွန်တော်က student တွေကို expert လုပ်ပါတယ်4.1 nutrition အောက်မှာတော့ autotrophic nutrition နဲ့ heterotrophic nutrition autotrophic အောက်မှာ photosynthetic plants chemosynthetic organism တွေအကြောင်းကိုလေ့လာမှာဖြစ်တယ် heterotrophic nutrition အောက်မှာတော့ holozoic nutrition saprophytic nutrition နဲ့ parasitic nutrition အကြောင်းကိုလေ့လာမှာဖြစ်ပါတယ်။နောက်ဆုံး nutrients နဲ့ nutrients ရဲ့ကွဲပြားခြားနံချက် nutrition ဆိုတာ process ကိုဆိုလိုတာ nutrients တွေက substances တွေဖြစ်ပါတယ်။ nutrition is the process of taking food or the organism ၏အစာအစာတွေကိုစားမယ်။စားပြီးလို့ရှိရင်ဒီအစာအစာတွေကနေပြီးတော့မှ energy ထုတ်ဖို့အတွက်အသုံးပြုတဲ့ process ကို nutrition လို့ခေါ်ပါတယ်။ ။ဟော nutrition deprocess က vital အရေးကြီးတဲ့ process တစ်ခုဖြစ်တယ်။ဒီ various source of the food ကနေပြောမှာ energy ကို delivering organism တွေရယူဖို့အတွက်ကူညီပေးရဲ့အတွက်ကြောင့်ဖြစ်ပါတယ် nutrients တွေဆိုတာဗါလဲဆိုရင် substances တွေဒီ substances တွေကကျတို့ body ကိုကျတို့သင်ငယ်ရတဲ့ energy တွေပေးမယ် body building အတွက်လုပ်ပေးမယ်နောက်တစ်ချက်ကခန္ဓာကိုယ်ကိုယောဂါကာဝယ်ပေးတဲ့ဖြစ်စဉ်တွေကိုလုပ်ပေးတဲ့ substances တွေဖြစ်ပါတယ် ဒီထဲမှာပါတဲ့ essential nutrients တွေကတော့ carbohydrate တွေ fat တွေ protein တွေ vitamin တွေ mineral တွေဖြစ်တယ်။ auto nutrition အော်ဒီ process of nutrition က species တစ်ခုနဲ့တစ်ခု꿰ပြားခြားနာတယ်။ဘာကြောင့်လဲဆိုရင်ဒီ species တွေရဲ့ life process တွေကလည်း꿰ပြားခြားနာတဲ့အတွေ့အကြုံဖြစ်ပါတယ်။ food habits ပေါ်မှာ multiple မှာ animal တွေကို herbivorous အော် plant တွေဝယ်စားတဲ့ animal တွေ carnivorous animal တွေကိုစားတဲ့ carnivorous စီရှိမယ်နောက်တစ်ခုက hinting here souls ကို animals origin ကိုအသားတွေရောစားတယ် omnivorous ဆိုတာရှိပါတယ်လူကတော့ omnivore မျိုးစားရဲ့မှာပါဝင်တာဖြစ်ပါတယ် essential nutrients ပါ carbohydrate fat protein vitamin minerals နဲ့ဒါက၅မျိုးဖြစ်တယ်တချို့ nutrients classification မှာ water ကိုထည့်ပြီးတော့မှ classify လုပ်ထားတာရှိပါတယ် nutrition process က၂မျိုးရှိရင် autotrophic nutrition နဲ့ heterotrophic nutrition uh, autotrophic nutrition စာ own food ကိုကိုယ်တိုင်လုပ်နိုင်တယ် make or synthesize their own food from simple inorganic materials ဆရာနေပြီး own food ကိုလုပ်နိုင်တာဖြစ်ပါတယ် autotroph စီကသူ့မှာ photosynthesis လုပ်နိုင်တဲ့ plant စီပါတယ်နောက်တစ်ခုက chemo autotroph စီရှိပါတယ်အဲ့ဒါကြောင့် demand ဆိုလို့ရှိရင် plant တွေက autotroph အကြောင်းဖြစ်နေဆိုရင်သူတို့ဒီမှာ prophy pigment တွေရှိတယ် မှာကျွရရဲ့ own food ကိုလုံနိုင်တဲ့ all green plant စီက photosynthetic plant စီနောက်ခုက chemosynthetic organism စီရှိ။အ chemosynthetic organism တွေကခုနက non living chemical nutrient စီ hydrogen sulfide တို့ sulfur တို့ iron တွေကိုအသုံးပြုပြီးတော့မှသူတို့ရဲ့ food ကိုပြုလုပ်ကြပါတယ်တဲ့ autotrophic bacteria တွေလို့ခေါ်ပါတယ်။ကျွရအိမ်မှာ chemosynthetic organism စီက ပင်နားမှာအများစုတွေ့လဲဆိုရင် hydrothermal vents ဆိုတာ hydrothermal vents ဆိုပါလဲဆိုလို့ရှိရင်သူတို့ရဲ့ပင်လယ်ရေအောက်မှာဒါကပါလဲဆိုတော့ magma ပေါ့ကြောက်တောင်ကြီးအဲ့ဘေးနားတွေမှာသူကဒီလို chemical စီထွက်နေ hydrothermal vents အောက်မှာခုနပြောတဲ့ hydrogen sulfide တို့ carbon dioxide တို့ methane တို့ဒီလိုမျိုးထွက်နေထွက်နေတဲ့ဟာတွေကိုဒီ microbes တွေကမလုပ်လဲဆိုရင် oxidize လုပ်လိုက်တယ် နော်ဒီ organism တွေက sulfur တွေ hydrogen တွေကို oxidize လုပ်လိုက်တယ် oxidize လုပ်လိုက်တဲ့အခါမှာ energy တွေထွက်လာအဲ့ထွက်လာတဲ့ energy ကိုသုံးပြီးတော့မှခုနလိုမျိုး sugar လိုမျိုး organic molecules တွေကိုသွား synthesize လုပ်တယ် photosynthesis လုပ်တဲ့ plant တွေက light energy ကိုသုံးပြီးတော့မှ sugar ကိုထုတ်တယ်လို့ chemosynthetic organism တွေကတော့ခုန oxidation ကထွက်တဲ့ chemical energy ကိုသုံးပြီးတော့မှ organic molecule တွေကို synthesize လုပ်တာဖြစ်တယ်။ဒါက chemosynthetic လုပ်တဲ့ bacteria စီအကြောင်းကိုပြတာဖြစ်တယ်။ဒါ chemosynthetic လုပ်တဲ့ bacteria စီအဓမ္မဆိုလို့ရှိရင် sulfur oxidizing bacteria sulfur oxidize လုပ်တယ်။မှ dissolve carbon dioxide water ကိုသုံးတော့ glucose ကို synthesize လုပ်တဲ့ process ဖြစ်တယ်။ autotrophic nutrition အောက်မှာပါတယ် plant cellin only photosynthesis လုပ်နိုင်တာမဟုတ်ဘူး chlorophyll ပါတော့ bacteria တွေရှိတယ်အဲ့ဒါဥပမာဆိုလို့ရှိရင် cyanobacteria တွေသူ့ကို blue green algae လို့ခေါ်တယ် နောက်ထပ် LG တွေရှိတယ်။အော် LG တွေကတော့ unicellular LG တွေရှိတယ်။ multicellular LG တွေရှိတယ်။သူတို့အကုန်လုံးကတော့ chlorophyll ပါတဲ့အတွက်ကြောင့် photosynthesis ကိုလုပ်နိုင်ပါတယ်။ heterotrophic nutrition က unable to make its own food ကိုမလုပ်နိုင်ဘူး။ or cannot make or synthesize its own food from simple inorganic molecules တွေကနေမလုံးနိုင်ပါဘူး။အဲ့တော့သူကတခြား organism တွေကိုသူတို့အစားအစာအတွက် depend မိခွာတယ်။ heterotrophic nutrition အောက်မှာအဓိက၃မျိုးရှိပါနေတဲ့။အဲ့ဒါတော့ကျလို့ရေ holozoic nutrition or ingestion organic food materials အဲ့ဒါလူတွေက holozoic nutrition အောက်မှာပါတယ်။ တခြား organic food material ကိုစားရင်ဥမာဇေရုံကအပင်နေဟင်းသီးဟိရက်ဒီအသီးနှံနေအသားတွေကိုစားရင် organic medicine တွေကိုတိုင်းရိုက်စားရင်နောက်တစ်ခုက parasitic nutrients other living organism ပေါ်မှာမိခိုးပြီးတော့မှသူကစားရင် type 1ဆို livestock နောက်တစ်ခုက subpro trophic nutrients က dead plant seed dead and decaying animals body တွေမှာသူရဲ့ nutrition ကိုယူတယ် yeast တို့ mushroom တို့ဖြစ်ပါတယ်တဲ့ ပထမအောင်ဆုံး holozoic nutrients uh, the organism feed by injecting solid organic matters ဟင်းသီးရွက်တွေအသီးနှံတွေအသားတွေက organic matters အဲ့ဒါတွေကိုစားသုံးတယ် digest လုပ်တယ်ပြီးရင် absorb လုပ်တယ် body ထဲကိုစား blood ထဲကိုပေါ့ our humans ပါမယ် animals တွေပါမယ်နောက်တစ်ခုက insectivorous plants တွေပါ အမှန်မှဆိုလို့ရှိရင် holozoic mode of nutrition's အောက်မှာဒီ food ကိုဓာတ်ရိုက်ဆိုင် insectivorous plants ကသူ့ထဲကို insect တွေဝင်လာရင်သူကဖန်လိုက်တယ်ဖန်ပြီးရင်ခြေဖြတ်ပြီးတော့သူရှိရ nutrient စီကိုယူတယ် organic matter စီကနေ nutrient စီကိုဓာတ်ရိုက်ယူတယ်ဒီမှာဆိုလဲ animal စီကအသားတွေကိုဓာတ်ရိုက်ဆိုင် human စီကတော့အသားတွေရောဟင်းသီးဟိရွက်တွေရောကုန်စားရပေါ့ saprophytic nutrition သူက death and decaying matter စီမှာဖိလုပ်ပါတယ်ပတီးရီးရီဖန်ဂျိုင်းတွေပါအစားအစာတွေပေါ်မှာပဲဖြစ်ဖြစ်မြေကြီးပေါ်မှာရှိတဲ့တော် death organic matter စီမှာပဲဖြစ်ဖြစ်အဲ့ပေါ်မှာသွားတဲ့အခါမှာ high fee ကနေပေါ် digestive enzyme စီကိုထုတ်တယ်ဒီမှာဆိုလေဒီကနေပေါ် enzyme စီထုတ်ပြီးဒီမှာရှိတဲ့ပေါင်မုံ မှာရှိတဲ့ organic matter စေကို digest လုပ်လိုက်တယ် break down လုပ်ပြီးတော့မှသူကနေပြန်ပြီးတော့ absorb လုပ်တယ်အဲ့ဒါကို external digestion လို့ခေါ်တယ် a uh, many bacteria and fungi တွေက saprophytic nutrition death and decay methods တွေပေါ်မှာ feed လုပ်ပါတယ်။နောက်တစ်ခုကပါလဲဆိုရင် parasitic nutrition အော် parasitic ဆိုသူများကိုကပ်ပါအခါအော် living on or in the body အော် body ရဲ့အပေါ်မှာနေခြင်းနေမြေအတွင်းထဲမှာနေခြင်းနေမြေ။ အော်ဒီမှာဆိုလို့ရှိရင် parasitic nutrients အောက်မှာအပင်မျိုးနဲ့လည်းပါတယ်။သူကဒေါတာဆာဒါတခြားအပင်မျိုးတွေမှာသွားပြီးတော့မှဒီအပင်က nutrient တွေကို absorb လုပ်တယ်။နောက်ခါဒီမှာ flea တို့ lice တို့ flea တို့တန်လို့ခေါ်တယ်။ခေါင်းမှာလည်းတန်နေရှိရရှိရနောက်ခါကျတော့ animal တွေဆိုလို့ရှိရင်သူတို့ရဲ့ကိုယ်ပေါ်မှာ flea တွေရှိရသူတို့မှာခြုံနဲ့ဒီဘက်မှာ ပီယားစလုံးနိုင်တဲ့ပါဇက်ကလေးတွေပါတယ်အဲ့ဒါနဲ့သူကကြိုက်ပြီးရခါကြတော့သွေးကိုစုပ်ယူတာပေါ့ he feeds on the blood of the animal using piercing sucking mouth parts ကိုတုံးပြီးတော့မှသွား nutrient စီယူရဲအဲ့ခါကျတော့သွားသွေးရည်ပိုင်းစုပ်လို့လွယ်အောင် anticoagulant စီ saliva တွေကနေထုတ်ပြီးတော့မှ absorb လုပ်တယ်။တန်ခေါင်ကဒီထိတ်ကနေပြီးတော့မှ nutrient စီယူတာမဟုတ်ဘူး။သွားဒီထိတ်ကဒီ intestine ကနေပြုတ်ထွက်မသွားအောင်သွားအဲ့မှာ စုပ်ခွက်ငါလို့ပဲကတ်ထားတာဒါ nutrient C ကိုတော့ဘယ်လိုယူလဲဆိုရင်ဒီ body surface ကနေပေါ့ nutrient C ကို absorption နဲ့တွားတယ်။အော်ဒီ intestine ထဲမှာရှိတဲ့ nutrient C က digestion လုပ်ပြီးသားဆိုတော့တော်တော်လေးကြည်ပြီးသားဖြစ်တယ်။အဲ့ nutrient C ကိုသူ့ရဲ့ body ကနေတစ်ဆင့် absorption နဲ့တွားပါလေတဲ့။ အဲ့တော့ဒီနေ့သင်တဲ့သင်ခန်းစာမှာ nutrition အောက်မှာ autotroph ရဲ့ heterotroph အကြောင်းမျိုးကိုလေ့လာကြတယ်။ autotroph အောက်မှာမှာ photosynthesis လုပ်တာနဲ့ chemosynthesis လုပ်တဲ့အကြောင်း heterotroph အောက်မှာမှာ၃မျိုးလေ့လာကြတယ်။အဲ့တော့နဲ့အတူမြန်မာပြည်မှာရှိတဲ့ grade 10 biology ကိုလေ့လာနေတဲ့တခြားကျောင်းသားတွေအတွက် Sivaka Head Knowledge Sharing Channel ကို like and share လုပ်ပေးကြပါ။ sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာ channel ပြန်လည်ဆုံတွေ့ကြမယ်နော်။